ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာနေ့ကဒီနေ့လာနေ့ညနေပိုင်းမှာ8:00ပေါ့နော်8:00ထွက်တော့တော့ဒါလေးကျွန်တော်ပိတ်ရမှာတင်ပေးထားပါဘောနော်ဘုရားမကျော်နပတီရဲ့35ပြည့်တမနီက ညနေ၄တက်ထွက်တဲ့အတွက်ကြောင့်ပေါ့နော်၄တက်ထွက်တဲ့အတွက်ကြောင့်တုံညာ၅ဘရိတ်တုံညာ၅ဘရိတ်က၅ဘရိတ်အောင်သွားပြီပေါ့နော်ဘရိတ်ကအောင်သွားပြီပေါ့နော်အပတိပဲကျန်တော့နော်ပတိနှစ်ပတိဘရိတ်ကောကစားတဲ့အတူရောရှိလားမသိဘူးနော်ပတိရတော့နှစ်ပတိပဲကျန်တော့ပေါ့နော်ဘုတုံးမကျော်ဒီပတိကိုလည်းစိုက်တဲ့ဆိုရင်လည်း ိုက်ကြည့်ပေါ့နော်ဘရိတ်ကတော့35ဘရိတ်မနေ့က၄တက်ထွက်တဲ့၄တက်ထွက်တဲ့အတွက်ကြောင့်အောင်သွားပြီပေါ့နော်โอเคပါဒါလေးကကြတော့10ရက်6လ2025အင်္ဂါနေ့မနေ့ပိုင်း12နာရီတမိနစ်အတွက်ကျွန်တော်မြင်ထားတွေ့ထားတဲ့ site လေးကိုကျွန်တော်ရဲ့ချစ်မိတ်ဆွေများကြိုက်ရင်လည်းကစားလို့ရအောင်လို့ကျွန်တော် site လေးဆွဲပြပေးတော့မှာဖြစ်ပါတယ် နောက်ဆွဲပြပေးတဲ့ဆိုင်ကလေးကိုကြည့်ရှုလေ့လာပြီးပြီးဆိုလို့ရှိရင်လက်မလေးတွေနှိပ်ပြီးမှဖတ်သွားပေးပါလို့နော်လက်မလေးတွေနှိပ်ခဲ့ပေးပါအောင်လို့နောက်ဘက်ကနေတောင်းဆိုပါတယ် sorry ကျွန်တော်တို့ cycle စလိုက်အောင်ပါနော် ဆိုင်ကဒီနားအနေပဲကျွန်တော်ကတ်ဆွဲမယ်ပေါ့နော်နောက်ခုလိုလေးဆင်းအောင်ဝိုင်းလေးဝိုင်းလိုက်တယ်ပေါ့နော်ဆင်းအောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုပေါင်းလိုက်မယ်2 5 0အဲ့ဒီ2 5 0ကိုပေါင်းလိုက်လို့ရှိရင်14 2 5 2 5 0ပေါင်းရင်14ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က ေးပရိတ်ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်အကြောင်းဒီအစင်းအောင်လေးကလေးပရိတ်နော်အဲ့ဒီလေးပရိတ်နဲ့ပြဲပြီးတော့ထွက်ထားတဲ့လုံးပိုင်းလေးကကြတော့ဒါကအပြာရောင်လေးဖြစ်ပါတယ်နော်အစင်းက break ပြာလုံးပိုင်းပေါ့နော် ီအတရာရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုပေါင်းလိုက်မယ်638အဲ့ဒီ638ကိုပေါင်းလိုက်လို့ရှိရင်၄ရပါတယ်နော်၄ဆိုတော့ကျွန်တော်က၄ဘိုင်ဆိုပြီးတော့ယူလိုက်မယ်နော်မထူးပါဘူး1ချင်းမှယူလိုက်မယ်ပေါ့နော်491ချင်းလိုပဲကျွန်တော်ယူလိုက်မယ်ကြောင်လေးရတော့၄ကို1ချင်းပေါ့နော်အဲ့ဒီမှာကျွန်တော်အယောင်တွေထပ်ပါမှာဆိုရတဲ့အတွက်ကြောင့် တ်တက်ကနန်းကိုတော့ကျွန်တော်ပါဇက်ကနေပဲပြောပြပေးမယ်နော်အခုစိမ့်နဲ့အပြာ၄ brake ၄ကို1 chain နော်၄ brake ၄ကို1 chain ဆိုတော့ဘာကနန်းထွက်လဲဆိုလို့ရှိရင်မနှစ်ပိုင်းမှာ၄ brake ၄ကို1 chain နဲ့၄နဲ့တွဲပြီးတော့၄တုံညဆိုပြီးတော့ထွက်တာနော်၄ brake ၄ brake ၄ကို1 chain နဲ့၄နဲ့တွဲပြီးတော့၄တုံညဆိုပြီးတော့မနှစ်ပိုင်းမှာထွက်တာပါတယ် ော့နောက်တစ်ပင်ဆက်ကြည့်အောင်နောက်တစ်ပင်ဒီမှာ3နဲ့9နဲ့ဒီအောက်မှာ3ဆိုတဲ့ကဏ္ဍရှိတယ်။အဲ့ဒီ3 9 3ကိုပေါင်းလိုက်လို့ရှိရင်73ဖြစ်ပါတယ်နော်။3 9 3ပေါင်းရင်73ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က long break 3 break ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်။အစင်းအောင်လေးက3 9 3ကိုပေါင်းလိုက်တာ73ဖြစ်တဲ့အတွက်ကြောင့် long break ရပြီနော်။အဲ့ဒီ long break နဲ့တွဲထားတဲ့ ဝိုင်းချင်းလေးအကြောက်တွေဒီဘက်မှာအပြတ်ရောင်လေးပေါ့နော်ဒီအပေါ်မှာငါးနဲ့ရှင်းနဲ့ရှိမယ်ဒီအောက်မှာလေးဆိုတဲ့ခဏရှိမယ်တော့9ရဲ့8ရဲ့4ရဲ့ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရလဲဆိုတော့16ရပါတယ်16ဆိုတော့ကျွန်တော်ကခွန်ခွန်ရဲ့ပါဝါ2ဆိုပြီးတော့ဝိုင်းချင်းယူလိုက်မယ် မနေ့ကတော့ combine ဆိုပြီးတော့ယူလို့လည်းရတယ်ပေါ့နော်။ဒါပြီး one chain မှာထည့်လိုက်မယ်ပေါ့။ခုနှစ် one chain ။ long break ကိုခုနှစ် one chain နဲ့ဘာကနန်းထွက်လဲဆိုလို့ရှိရင်ဒါမနက်ပိုင်းမှာပေါ့နော်။ long break ကိုခုနှစ် one chain နဲ့ခုနှစ်တွဲပြီးတော့မှ6ခုဆိုပြီးတော့ထွက်တာလေနော်။ long break ကိုခုနှစ် one chain နဲ့ခုနှစ်တွဲပြီးတော့6ခုဆိုပြီးတော့ထွက်တာပါလေ။ဒါပြဒုတိယပြန်ပြီးသွားပြီပေါ့နော်။ တတိယပင်ဆက်ကြည့်အောင်တတိယပင်ဒီမှာအစိမ်းအောင်လေးပေါ့နော်ဒီအပေါ်မှာဒီအပေါ်မှာ၃နှလုံးရှိမယ်ဒီအောက်မှာ၁ဆိုတဲ့ခဏရှိမယ်အတုံးတုံးတစ်ကိုပေါင်းလိုက်လို့ရှိရင်ခွန်ရပါတယ်တုံးတုံးတစ်ပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ကျွန်တော်ခွန်ဘရိတ်ဆိုပြီးရ တွန်တွန်တစ်ကိုပေါင်းလိုက်တာခွန်ဖြစ်တဲ့အတွက်ကြောင့်ခွန်ပရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်ဆင်းရောင်လေးကခွန်ပရိတ်ရပြီเนาะအဲ့ဒီခွန်ပရိတ်နဲ့တွဲပြီးတော့ကစားရမယ်ဝမ်ချင်းလေးကကြောင့်သူကဒီဘက်မှာကြာရောင်လေးပေါ့เนาะဒီအပေါ်မှာတုံညာနဲ့လေးနဲ့ရှိမယ်အောက်မှာ6ဆိုတဲ့ကဏ္ဍရှိတယ် 3946ပေါ့နော်3946ကိုပေါင်းလိုက်လို့ရှိရင်30 3946ပေါင်းရင်30ဆိုတော့ကျွန်တော်3ညကိုညရဲ့ပါပါ5ဆိုပြီးတော့1ချင်းယူလိုက်မှာဖြစ်ပါတယ်အဲ့တော့16ရက် sorry 16ရက်တော့ဆိုတော့10ရက်6လ 10ရက်6လ2025အင်္ဂါနေ့မနက်ပိုင်း7:00နာရီတမိနစ်အတွက်ခွန်ဘရိတ်ကို95ဝမ်ချင်းနဲ့ခွန်ဘရိတ်ကို95ဝမ်ချင်းနဲ့ဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းမှာဖတ်မယ်ပေါ့ဗျာနော်အဒီနေ့မှာလုံးပိုင်းလေးနေရာမှာကျွန်တော်တစ်ချက်ပြပေးမယ် ပိုင်းအောင်လေးပေါ့နော်6ရေ3ရေ5ရေပေါင်းလိုက်လို့ရှိရင်လေ6ရေ5ရေ3ရေပေါင်းရင်14ဖြစ်တဲ့အတွက်ကြောင့်၄ပိုင်းဆိုပြီးတော့ယူလိုက်မှဆိုချင်ရင်၄ break နဲ့၄ပိုင်းနဲ့တွဲပြီးတော့၄၃ညဆိုပြီးတော့ထပ်ထားတယ်ပေါ့နော်နောက်တစ်ခါဒီမှာ6ရေ3ရေအောက်က3ညရေပေါင်းမှဆိုချင်66တုံညတုံညပေါင်းလိုက်လို့ရှိရင်6 6ဆို6ပိုင်းနဲ့3ပိုင်းနဲ့တွဲပြီးတော့ 6ခုဆိုပြီးတော့ထွက်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာ9နဲ့10နဲ့အောက်မှာခွန်ဆိုတဲ့ကဏ္ဍရှိတယ်9ခုပေါင်းလိုက်လို့ရှိရင်20 20ဆိုတော့3ည3ညပိုင်းဆိုပြီးတော့ဂျူမဆိုရင်ရတယ်ပေါ့နော်အဲ1ချင်းကဟိုဒီ1ချင်းမှာလည်းအမှန်တရား3ညပိုင်းပေါ့နော်အခုပိုင်းအောင်လေးကလည်း3ညပိုင်းပဲပေါ့နော်အဲ့တော့ဒီနောက်ပိုင်းမှာ ခွန်ဘရိတ်ကိုကျွန်တော် main ကွက်ရေးပေးမှာပေါ့နော်။တုံညာခွန်အာရယ်တုံညာနှစ်အာရယ်ကျွန်တော် main ဖြစ်ရေးပေးလိုက်တယ်နော်။ဘာလို့တုံညာနှစ်ကထည့်ရလဲဆိုလို့ရှိရင်ခွန်ဘရိတ်ရဲ့ပါပါကနှစ်ဘရိတ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ဒီနောက်ကွက်ကိုကျွန်တော် main ဖြစ်ရေးပေးလိုက်မယ်။အရန်အနေနဲ့ကတော့ကျွန်တော်ငါးနဲ့ခွန်နှစ်ဘရိတ်နဲ့ ပွဲတိုင်းမှာပေါ့နော်အဲငါးနှစ်အာရယ်ငါးခွန်အာရယ်ပေါ့လေနော်ဒါလေးကတော့အရင်ပေါ့ဗျာနော်မင်းကဘာလို့မင်းလာလဲဆိုရင်ခုနပြောတော့လို့နော်ဟိုတုံညနှစ်ဆိုင်လုံးတုံညပိုင်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်လုံးပိုင်းဆိုင်ကနှစ်ဆိုင်လုံးတုံညပိုင်းဖြစ်နေတဲ့အတွက်ကြောင့်တုံညခွန်နဲ့တုံညနှစ်ကိုမင်းအဖြစ်ယူပေးလိုက်တာ စကားအနေနဲ့ပြောလိုက်မယ်ပြန်နော်အဲ့တော့10ရက်6လ2025ဒီနေ့နော်အင်္ဂါနေ့မနက်ပိုင်း7:00နာရီတမိနစ်အတွက်ကျွန်တော်ချစ်မိတ်ဆွေများပေါ့နော် break ကြိုင်ရင်လည်း break ကစားလို့ရတယ်နော်ခွန် break နော် break ကြိုင်ရင်လည်း break ကစားလို့ရတယ်ဒီ one chain နေရာတော့လုံးပိုင်းနေရာ၃ညကိုပို့ကြိုက်တယ်ပေါ့နော်၃ညနော်၃ညပတ်တိကစားခြင်းနဲ့ဆိုရင်လည်းရတယ်နော်အဲ့မိတ်ဆွေတို့ကြိုက်တာကိုကစားနော်ဒါမှမဟုတ်ဒီ၄ကွက်ပဲကစားခြင်းနဲ့ဆိုရင်လည်းရတယ်ပေါ့နော်၃ညခွန်အားနဲ့၃ညနှစ်အားတော့အဓိကမင်းဖြစ်ပါတယ်နော် ားနဲ့အားနဲ့ငါခွန်အားတော့ရပါဘောနော်โอเคပါမနက်ပိုင်းတော့ cycle ရတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဒီအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်စန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆင်ကြနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်ဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့ချစ်မိတ်ဆွေအားလုံး ရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအချိန်အနေနဲ့ဆုတောင်းမြတ်တာပို့တော်လိုက်ပါတယ်ခင်ဗျာကျေးဇူးတင်တဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်သူဒီအားပေးကန်ဆန်းခြင်းနဲ့ဆိုလို့ချင်းရင်ကျွန်တော်စီမှာ Viber နဲ့ Telegram နဲ့လာရောက်အားပေးကန်ဆန်းလို့ရပါတယ်နော်သူဒီကတော့80ကတတိဒီကတော့950စာပေါ့နော်တွေ့ရတယ်တော့တတိယတွတ်ဆဲသားအော်တတိယတွတ်ဆဲသားရဟုတ်တယ်ခုလက်ရှိ နောက်စီမှာဒူတီအားပေးကန်ဆယ်နေကြတဲ့ကျွန်တော်ချင်းမိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်လို့နော်ဒီနေ့ကနေပြောချင်ပါတယ်။ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးကျေးဇူးတင်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။